စကိုင်းတိုင်းပလန်မြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ဒေသခံပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရတာရက်20ကျော်ရှိလာပြီးတော့စိုးစုကဘုံကျဲတာတွေဆက်လက်လုဆောင်နေလို့ပြည်သူတွေနေရမပြန်နိုင်ကြသေးဘူးလို့ကိုတိုင်းစစ်ပေးရှောင်နေရသူတွေကအမပီကိုပြောပါရယ်ပလန်နယ်ကန်းနောက်ရွာရက်စကန်သိန်းတိုက်ပွဲစတင်တဲ့ဇွန်လ2ရက်မနက်အာရုံတက်ချိန်ကနေစပြီးတော့စစ်ပေးရှောင်ထွက်ပြေးလာရတာဖြစ်ပြီးတော့ယနေ့အချိန်ထိအိမ်မပြန့်ဝန့်သေးပဲနဲ့လူတွေရဲ့စားဝတ်နေရေးအပြင်နွားစားတွေပါလိုအပ်နေရလို့ဆိုပါရယ် တိုက်ပွဲစတဲ့ဖြစ်ပွားချိန်ပြက်ကပ်ပောက်ပွဲတန်နေကြောင်းရုတ်တရက်ထွက်ပြေးလာရတာကြောင့်ရိခါနဲ့တကိုရီသုံးပစ္စည်းတွေယူဆောင်နိုင်ခဲ့ခြင်းမရှိဘဲနဲ့ဆစ်ဆောင်ရဲ့ကြာလာလေးအခက်ခဲပုံများလာလေးဖြစ်တယ်လို့အသက်60အရွယ်အမျိုးသားဆစ်ဆောင်တူကအမှတ်ပြုကိုပြောပါတယ်လက်ရှိပြနေတဲ့အခက်ခဲရတော့ဒါရက်ကြာလေးကျွန်တော်တို့ကတော့အခက်ခဲတူလေးပဲအဲအိမ်ရန်ထွက်လာပြီဆိုတော့လေအိုးလိုခွက်လိုပြေးကြရတာလေအဲဝတ်တက်တကူတတူကိုတခုနဲ့ပြေးကြရတယ်နောက်ပြီးတော့အဝေးကားတော့ဆုံးမပါလာဘူး အဲ့လိုဖြစ်နေတယ်။အိမ်မှာလည်းသတိဆန်လေးတစ်ပါးလေးပြပြီးရွာမှာလည်းမကရဲတော့တိုင်ထားပြခဲ့ရပါတယ်။အားရပါတယ်။ကန်နောက်ရွာတိုက်ပွဲစတင်ပြီးတဲ့နောက်ဇွန်လ3ရက်ကစကားစေအောင်စုကပလဲတနယ်လုံးကိုနေရောညပါဒရက်ဆက်ဘုံကျဲလို့ပလဲနဲ့ကျေးရွာ20ကျော်ကဒေသခံ2000ကျော်စပေးဆောင်ထွက်ပြေးနေရပါတယ်။